MSP ဟိုရှေ့ကဖဲကွန်ကြီးဆိုတာကွာခြေသေးယူထားတော့ဒီခေါက်ခြေထည့်နှိမ့်လို့တော့မရတော့ဆိုရယ်စိတ်နဲ့ကျုံးလိုက်ရမယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကအခုတည်းကရွှေယူမယ်ဆိုရယ်စိတ်နဲ့ပဲစူးစမ်းနေရပါဗျ။အော်ဆော့ရခက်တဲ့နိုင်ငံဆိုတော့လက်ရှိမှာတော့မိုဘိုင်းလိမ့်ကျန်မှာအင်အားကြီးနိုင်ငံဆိုအင်ဒိုဖိလစ်ပင်းတော့ရှိမှာပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့ဒီဒိန်းတွေကိုလည်းအကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်။ MSP ကျွန်တော်နာမည်ကောင်းထေဦးပါဖေကွန်အီးစပေါ့ရဲ့ဟက်ကိုချ်ပါ ကျွန်တော်တော့ရဲတပ်စီတူပါဖေဂွန်အီးစပေါ်မှာ room assault class နေ case ပါအာကျွန်တော်နာမည်ကတော့အာကာဖုံးပြေပါကျွန်တော်ဖေဂွန်အီးစပေါ်မှာ ESP လိုင်းစော့နေ RM ပါအခုလိုဇဏကားနဲ့မိတ်ဆက်တာဒါမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဒီဇဏကားဆိုပြီးပြောင်းလဲလိုက်တော့နော်ဇဏကားဆိုတော့ကျွန်တော်တို့ ကျွန်တော်တို့ရဲ့စိတ်ထဲမှာခုနကဥက္ကရာပြောသွားလို့ကျွန်တော်တို့မဆုံးမနဲ့မြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားမယ်ဆိုရဲခံစားချက်တွေရတယ်ပေါ့အခုလိုပွဲမျိုးလေးတုတ်ပြီးရတကယ်ကောင်းပါတယ်ဘာလို့ဆိုတော့အခုလိုမျိုးဒီ e-sport ဥက္ကရာတွေကလည်းကျွန်တော်တို့ဒီမျိုး three year plan နေဒီဟာဖြစ်ရတဲ့အကြောင်းအရာတွေအကြောင်းရင်းတွေပါတယ်လို့တို့ကတည်ချာလေးရှင်းပြရတယ်ကျွန်တော်တို့ကိုရီးယားလည်းကိုရီးသွားနေရဲ့ရှောင်းရမယ်တန်းကိုကောင်းကောင်းမြင်ရတယ်ကောင်းကောင်းသိရတယ်ကိုရီးဘာဆက်လုပ်ရမလဲဆိုတော့ပို့ပြီးတော့သိရတယ်ကျွန်တော်တို့ ကိုရီခုဒီစီကင်းသွားမဲ့ပွဲတော့လည်းပူပြီးကြိုးစားရမယ်ကိုမြန်မာနိုင်ငံအတွက်ကုံဆောင်ရမယ်အဲဒီစိတ်တွေပူပြီးဖြစ်လာတယ်အဲဒီပြင်ပေါ်မှာနောက်ထပ်လောက်ရမယ် future plan ပါလေဒီမြန်မာနိုင်ငံအတွက်အကောင်းဆုံးကြိုးစားရမယ်ဆိုတဲ့စိတ်တွေဒီပွဲမှာဖြစ်လာဖြစ်ခဲ့ပေါ့ဒီမြန်မာကိုစားပြုအသင်းအနေနဲ့တွက်ပြရအောင်ဆိုတဲ့အတွက်ကိုရီအနေနဲ့လည်းအဲ့လိုပူပြီးတော့ဒီမြန်မာနိုင်ငံအတွက်ဒီရွှေစိတ်ယူပေးခြင်းနဲ့စိတ်တွေပါလေဖြစ်တယ်ပေါ့ပြီးတော့လည်းဒီအနာဂတ်မှာလည်းဒီလူငယ်တွေအတွက်ခွင့်လန်းနေအများကြီး ပူပွင့်လာရတဲ့ပို့ပြီးတော့ဝန်တာဝန်တာပါအဲကျွန်တော်အနေနဲ့အခုလက်ရှိမှာပြင်ဆင်နေရတွေတော့တော့ရောက်ရှိရပါတော့အခုဆိုရင် MSL လဲ MSL လဲပြိုင်မယ် MSL ပြီးရတယ်တခါလဲစီးကိန်းသွားမှာဆိုတော့ဒီ MSL ကဒီစီးကိန်းအတွက်လဲတခါလဲ training လုပ်ပြီးသားဖြစ်တာပေါ့ဟုတ်ဟောရှေ့ကဖဲကွန်ကြီးဆိုတာကွာကြေးသိပ်ယူထားတော့ဒီခေါက်ကြေးထည့်နေလို့တော့မရတော့ဆိုရယ်စိတ်နဲ့ကျုံးမရရမယ်ဟုတ်ကဲ့ဒါပေမဲ့ကျွန်တော်ကခုလေးဒီရွှေယူမယ်ဆိုရယ်စိတ်နဲ့ပဲစူးစမ်းနေရပါဗျာ ဟိုကျွန်တော်တို့ရှေ့ရစီနီယာတွေကလည်းဒီရှေ့ရစီကိတ်မှာတော့သူတို့တွေကဟိုဂျေးထိရခဲ့တာဆိုတော့ကိုရီကလဲကြရင်လည်းဒီထက်နှိမ့်တဲ့နေရာတစ်ခုရောက်လို့မရဘူးဒီထက်မြင့်တဲ့နေရာတစ်ခုရောက်မှရမယ်အဲ့ဒီအဲ့ဒီမှာလည်းကိုရီကလူငယ်တွေပို့ပြီးတော့ inspire ဖြစ်မယ်ပြီးတော့ကိုရီနိုင်ငံတွေလည်းပို့ပြီးကုန်ဆောင်နိုင်မယ်အဲ့ဒီကြောင့်မလို့ကိုရီကပို့ကြိုးစားရမယ်အဲ့ဒီကြောင့်မလို့ကျွန်တော်တို့ရွှေသက်ယူဖို့တော့ ကောင်းဆုံးကြိုးစားတော့ပါလားဒီကျွန်တော်အရှိရာလူတွေကမ္ဘောဒီးယားမှာတော့ဆော့တော့လာတယ်သူတို့အနေနဲ့အကောင်းဆုံးကြိုးစားသွားခဲ့ရတယ်ပြီးတော့ကျွန်တော်တို့အလဲကြရင်လည်းကျွန်တော်တို့ဒီလာမဲ့စီးကိမ်းမှာအဲပိုကောင်းတဲ့အဆင့်ရလည်တွေရအောင် ကျွန်တော်တို့ပို့ပြီးတော့ကြိုးစားပါမယ်လက်ရှိဟိုစိတ်ထဲမှာပြင်ဆင်ထားတာတော့အများကြီးတော့မရှိပါဘူးကျွန်တော်တို့ရိုးရိုးရှင်းပဲမြန်မာနိုင်ငံအတွက်ကြိုးစားနေရဆိုရယ်စိတ်တစ်ခုထည့်ထားလိုက်ရင်အားရနေအကုန်လုံးကပြည့်သွားပါပဲဟုတ်ကဲ့အဲ့လိုပါပဲ ဟိုဘာလို့လဲဆိုတော့ကိုရီးယားပုံအစကျတော့ဟိုဒီကိုရီလူတွေအတွက်ကိုရီမိသားစုတွေအတွက်ပဲကြိုးစားရတဲ့စိတ်တစ်ခုရှိရပြ။ကိုကကျတော့အခုသွားပြိုင်မယ်ပြိုင်ပွဲကျတော့အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့နိုင်ငံကိုကိုစားပြရမယ်ပွဲပွဲဆိုတော့ဟိုအရင်ကနှစ်စားလုပ်တယ်ဆိုရင်ကိုယ့်အချိန်မှာကျွန်တော်ကနှစ်စားနဲ့မလုံလောက်လို့ခံစားရပြီဆိုရင်ကျွန်တော်သုံးစားလုံးမရမယ်။သုံးစားနဲ့မလုံလောက်ဘူးဆိုရင်တော့လေးစားလုံးမရမယ်။ဘာလို့လဲဆိုတော့အဓိကကျွန်တော်နိုင်ငံအတွက်အကောင်းဆုံးပေးဆက်ချင်လို့ပါ။ တဲ့ကျွန်တော်သူများနိုင်ငံကတော့ကိုယ်နိုင်ငံလာရွှေယူပြီးခြုံရတာတော့အဲ့ feeling ကိုတော့လိုချင်တာပေါ့လိုချင်တာဘာလို့ဆိုတော့ဒါတွေကလည်းဟိုကျွန်တော်တို့ငယ်လေးတည်းကအိမ်မက်တီတွေတခုလို့တခုလို့ပြောလို့ရတယ်အဲ့မှာဘာလို့ဆိုတော့ greedy king ကစားရဲ့အရာဆိုတာရင်တော့ဒီလိုမျိုးပြိုင်ပွဲပါတယ်နိုင်ငံကစားပြုတာမရှိရတော့ကြောင့်မလို့ကိုရီးယားငယ်လေးတွေကလူကြီးကြီးမေးပြီဆိုရင်ဘာလို့ချင်လဲဘာလို့ချင်မလဲကျွန်တော်က game ဆော့ချင်တယ် game ဆော့ချင်မယ်ဖြစ်ကြတဲ့လူငယ်တွေဆိုတော့ကျွန်တော်ကဒီ game နဲ့ဒီနိုင်ငံကိုကစားပြုရမှာဆိုတော့ကျွန်တော်ရဲ့အိမ်မက်တီတွေကတခုဖြစ်လာတယ်လို့ပဲပြောမှာပါပေါ့ မင်းသားအေးပါအဲ့လိုပဲပေါ့ကျွန်တော်ငငယ်ဟိုကကျတော့ဒီဂိမ်းစော့ရဲဆိုတာဂိမ်းစော့တာတခုပဲရှိရပေါ့နောက်ဆက်တွဲကျွန်တော်စီမှာဒီဂိမ်းစော့ကြီးဘာဆက်လုံးมาလဲဆိုရဲအရာတွေမရှိဘူးကဒါပေမဲ့အခုနောက်ပိုင်းကျတော့အဲ့လိုလူငယ်တွေကဂိမ်းစော့ရင်တောင်မှသူတို့တွေကအဲ့လိုအခွင့်လန်းနေရရှိရလန်းနေရအရှိရလူတွေကလည်းဖောက်ပြီးရဖြစ်တွေ့ဆိုရဲသူတို့အလဲကြရင်လေဒီလိုဂိမ်းနေဆိုလဲတို့တို့အတွက်ဘွားအာမန်ကခံချက်တွေရလာမယ်လို့ကျွန်တော်ထင်ပါတယ်။အော်ဆော့ဝါခက်တဲ့နိုင်ငံဆိုတော့ လက်ရှိမှာတော့ mobile legend မှာအင်အားကြီးနိုင်ငံဆို indo philippines တော့ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအသင်းတွေကိုလည်းအကောင်းဆုံးကြော်ဖြတ်နိုင်မယ်လို့ယုံကြည်ပါတယ်ပုံမှန်လိုပဲပေါ့ဟိုကျွန်တော်တို့ဒီကမ်းမှာမနက်စောစောထားမယ်မနက်စောစောထားညစောစောအေးမနက်စောစောထားပြီးဆိုတော့ねဒီ game မှာ training မှာအကောင်းဆုံးစိတ်နှက်ပြီးတော့အကောင်းဆုံးကြိုးစားမယ်ပြီးတော့ကျွန်တော်တို့ game က team work game ဖြစ်တဲ့ကြောင့်မလို့မရောက်တူစော်ရတဲ့ game လို့တောင်းတဲ့တောင်ညီကိုတွေပို့ပြီးတော့ချစ်ချစ်ခင်ခင်နေရတယ်ပို့ပြီးစီစီလုံးလုံးနေရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့သွေးဝမ်ကွဲနေလို့မရဘူး။ဘာလို့လဲဆိုတော့စီစီလုံးလုံးနဲ့ဆော့ရတဲ့ game ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တယောက်သာမညီဘူးဆိုရင်ကျွန်တော်တို့က ဖက်သင်းကိုနိုင်မို့ဆိုမဖြစ်နိုင်ဘူးအဲဒီကြောင့်မကျွန်တော်တို့ပြင်ဆင်မှုတွေကဒီကိုကိုကိုတွေမဟုတ်ဘူးကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့အတင်းသားတွေပါအကုန်လုံးပြင်ဆင်ရတာပေါ့အကုန်လုံးတသူရဲ့သားတွေဖြစ်နေမှာကျွန်တော်တို့လည်းအဆင်ပြေတာအခုလိုမျိုးကျွန်တော်တို့စီကိန်းသွားတဲ့အခါမှာပရိသတ်တွေမျောလင့်သွားလို့ကျွန်တော်တို့ရွှေစိတ်ကိုအကောင်းဆုံးကြိုးစားမှာပါပရိသတ်တွေကလည်းကျွန်တော်တို့ဘက်ကိုအများကြီးစပို့ပေးပါလို့တောင်းဆိုချင်ပါတယ်ပရိသတ်တွေကိုပရိသတ်တွေကိုတောင်းဆိုချင်တာဟိုကျွန်တော်တို့လည်းအကောင်းဆုံးကြိုးစားနေပါတယ်လို့ကျွန်တော်တို့ဒီနိုင်ငံ တခြားနိုင်ငံရဲ့စင်မြင့်ထက်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့လွမ်းချုံပြီးတော့ကျွန်တော်တို့တွေကအမြင့်ဆုံးဆိုတဲ့နေရာတစ်ခုရအောင်အကောင်းဆုံးကြိုးစားဆုံးမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့လည်းအားပေးကြပါလို့ကျွန်တော်တို့လည်းအကောင်းဆုံးဒီထက်ပိုပြီးကြိုးစားပါမယ်လို့ပြောပါတယ်ပြောချင်ပါတယ်အာဒီလာမယ့်ပြိုင်ပွဲမှာကျွန်တော်တို့အားပေးကြပါအောင်လို့ဒီ praise တွေအနေနဲ့လည်းဟုတ် praise တွေခွန်အားလည်းလိုအပ်ပါတယ်လိုအပ်ပါတယ်လို့အဲမြန်မာစတာပစား